နောက်တစ်ဆင့်တက်ရအောင်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်နီးတူနော်ကျွန်တော်နီးတူကင်မရာနောက်ကွယ်ကနေ substitute နော် substitute မင်းသားကူစားမင်းသမီးကူစားကင်မရာနောက်ကွယ်ကနေလူစားထိုးလုံရင်းနဲ့စူပါစတာကျွန်တော်ထေတောင်မြင်ပါလေဗျာကျွန်တော်ကအကယ်ဒမီရယုံရတဲ့တဘာဝမင်းသားစူပါစတာတွေဖြစ်ကုန်တဲ့ ပုံကူရီအကြောင်းဘဟုသုတပြောပြမလို့နော်အဲကျွန်တော်ပြောပါပြီကဲစကားမဆက်ကြားဖြတ်ပြောလိုက်အောင်မေနော်မီဂါစတာဘောကနေဝင်င်းဖြစ်သွားတဲ့အဲသာသနာပေါင်းဝင်သွားတဲ့ဥကိတိသာရနော်ဥကျော်ဟင်းကြီးအကြောင်းလေးတစွန်းတစပြောပါမယ်ကျွန်တော်ကူရီမဟုတ်ပါဘူးနော်အကြားနဲ့ပြောတာပါနော်ကျွန်တော်ဆရာဆရာတွေကပြောသွားဘူးတာပါကိုကျော်ဟင်းကကျွန်တော်ကြားဘူးတာနော်ကူရီမဟုတ်ပါဘူး ပထမကျွန်တော်တို့ရုပ်ရှင်ကောင်စီပေါ့နိရုပ်ရှင်ကောင်စီခစ်ပေါ့ဒီနေ့တော့ရုပ်ရှင်အစည်းအုံပေါ့အဲ့ဒီမှာသင်တန်းဖွင့်ပြီးတော့လူရွေးတယ်တဲ့မင်းသားမင်းသားမင်းသမီးစပ်ပူဆိုင်ရန်ရွေးတော့ကိုကျော်ဟင်းကတဲ့သူကလည်းခတ်ဟိုနင်းပေါ့လေနောက်တောက်တောက်စိတ်ရှိပုံရပါတယ်သူကဘာလုပ်တလဲဆိုတော့တဲ့သူ့အိုက်တင်လုတ်ခိုင်းတော့တွန့်လင်းကောက်ကွေးပြီးတော့တဲ့သူဟာသတွေလုတ်တယ်တဲ့နော်ကြည့်ရတာတဲ့အဆုံးဖြတ်တဲ့လူကြီးတဲ့သူကလူရှင်တော်လုတ်ချင်ပုံရတယ်တဲ့ နောက်တောက်တောက်ပြောင်းတောင်းတော့မို့လေအဲ့ဒီလှုပ်ချင်မှုရတယ်တွန့်လင်းကောက်ကွေးပြီးတော့ရှောက်ပေါက်တက်ကြရတယ်လှုပ်တယ်တဲ့ဒါဒါကျွန်တော်ကြားတာနော်ကိုကိုဂျော်ဟင်းကိုစော်ကားတာမဟုတ်ပါဘူးနော်အခုချိန်ဆိုပူပြီးတော့မစော်ကားသေးသေး तू ကသာသနာဘောင်ဝင်သွားပြီကျွန်တော်တို့တည်းမြင့်မြတ်သွားပြီဗျနော်အဲအဲ့တော့အဲဦးစင်းကြီးကိုလက်ဦးချီကြတော့ပါတယ်နော်เออပြောเสียရှိတာတော့ပြောရမှာပဲဗျအမှုပညာသမားကိုเนาะဟိုပြောတာလဲဥကျော်ဟင်းဘောကပြောနေတာဥကိတိတာရဘောကပြောနေတာမဟုတ်ဘူးဆိုတော့ယင်အဲ့လိုလုတ်တယ်တဲ့လုတ်တဲ့အခါကျတော့ ဆုံးဖြတ်တဲ့လူကြီးတွေကတော့ဟောဒီကောင်လေးပေါ့ကိုယူကားတွေရှောက်လုံနေတာပေါ့ဟာတာတွေလုံနေတယ်ပေါ့ပြောတာအဲ့တော့ဖြစ်ချင်းတော့နော်အဲ့ဒီတွန့်ပြီးကော့ကော့ကန်ကာတွန့်လင်ကောက်ကွေးလုတာဟာပြီးတိုက်ရင်မျက်စီထဲမှာဆန်းသွားပြီးတော့ကျော်ဟင်းရဲ့ style ဖြစ်သွားရုံနဲ့ ချီလာချစ်တဲ့အာရုပ်ဆိုးရင်လာချစ်မပဲအကဲချီရင်လာချစ်မပေါ်မောင်ကျောင်းရှာရင်ရှိလို့လာရစီမဲ ှိအတွက်ကိုရွှေငါလေးတွေလေချုံငါကတော့ကွယ်မောင်စကားများကိုမြင်ယုံပါမယ်တကယ်ချစ်ရလားချစ်တယ်တအားအယုတ်ဆူရောချစ်မှာပဲအသက်ကြီးရောချစ်မှာပေါ့ နောက်ကြောက်ရှာရင်မုန်းမယ်ရှင်ကင်းတွဲဆူလူတာရစီမယ်ပြာ ချစ်အတွက်ကွယ်ရွှေငါးလေးတွေလေးချုံငါကတော့ကွယ်မောင်ကားများကိုခင်ယုံပါမယ်အဲ့ဒီမှာကြောရင်ကောက်ခံငင်ကစူပါစတာဖြစ်သွားတာရဲ့ကြည်နော်လူဘွားဘလောက်စမ်းကြည့်သူလဲဘာထူးလဲတကယ်သာဟုတ်ခဲ့လို့ရှင်ကျွန်တော်လူပဲเนาะ မှန်တာတခြားဖြစ်တာတခြားအောင်မြင်မှုဘက်ကိုရောက်သွားတာကိုပြောချင်တာပါအဲဒီလိုပဲဗျခင်ဗျားတို့ဒီနေ့ကြည်နေတယ်နော်လူရှင်တော်ဟောမတ်တူဝါတုတ်နော်နှာခေါင်းကပွားပွားပစုံကြီးကထွက်လူမဟုတ်ဘူးဗျမတ်တူသူကိုရေးအထုပ်ပတ်တီလေးအင်တာဗျူးလားမသိပါဘူးတခါမဂ္ဂဇင်းထဲမှာတွေ့လေရတယ်အလွန်ချောတာဗျမတ်တူဟာပိန်ပိန်သီးသီးလေးငယ်ရုံးကတပ်ပုံရုပ်ရှင်တွေကိုဝင်လာတာမင်းသမီးလို့ဖို့ခေါင်းဆောင်မင်းသမီးလို့ဖို့ ဟာတာမင်းသမီးတော်ဟာတာဇပ်ပူတော်မဟုတ်ဘူးခေါင်းဆောင်မင်းသမီးလို့ဘူးပိမင်းသွေးသွေးချောချောလေးမတူးဟာကြည်နော်ကန်တရားဖြစ်ချင်တော့ဘာဖြစ်တယ်လဲဇပ်ပူဇိုင်ရန်ဖြစ်တယ်ဇပ်ပူဇိုင်ရန်မာတော်မှာဟာတာပဲနှွေသွားရှာတယ်ကြည်နော်လောကကြီးဟာဒါပါပဲကန်တရားကိုပြောချင်တာနော်ကံတရားဆိုတာအများနာလေထားတာကတော့နော်ထီပေါက်တာကံလို့ထင်နေကြတာပေါ့နော်အဲနည်းနည်းပညာတတ်တဲ့အသိဉာဏ်နည်းနည်းဖွံ့ဖြိုးတဲ့ပုံကူတွေကတော့ကံဆိုတာအလုံးလို့သတ်မှတ်ကြပါရစေ တကယ်မြတ်စွာဘုရားအဟောအရောကံဆိုတာစေရနာတဲ့နော်ဒါတွေနင်းနေအောင်ပြောရရင်တော့ကံဆိုတာစေရနာပါပါနဲ့လုတ်တယ်အလုတ်ပေါ့လေဒီထက်မြတ်စွာဘုရားကဘာဟုထခွဲလဲဆိုတော့ဒီနေ့ကျွန်တော်တို့သိတာစေရနာဆိုလိုက်တာနဲ့စေရနာရှိလိုက်တာဆိုလိုက်တာနဲ့အကောင်းပဲကိုနှွေးတယ်နော်မြတ်စွာဘုရားအဟောအဒီလိုမဟုတ်ပါဘူးစေရနာဆိုတဲ့နေရာမှာကောင်းတဲ့စေရနာ မကောင်းတဲ့စေရနာစီရနာဇူးဆိုတာရှိပါတယ်တဲ့စီရနာကောင်းနေလို့ရင်စီရနာကောင်းဖို့เนาะစီရနာအဆိုးနေလို့ရင်စီရနာအဆိုးအဲ့လို မိမိပြုတဲ့စေတနာအကောင်အဆုပုံမူတည်ပြီးတော့ချက်ချင်းတော်၎င်းကြာရင်တော်၎င်းနောက်ဘဝတော်၎င်းဟူးနောက်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 ဘဝတွေမှာတော်၎င်းဖြစ်တတ်တာကိုကံလို့ဆိုပါတယ်အဲ့တော့ခုနကစကားပြန်ကောက်လို့ရှင်ကံနဲ့မလွဲနိုင်ဘူးပေါ့နော်ဒါကျွန်တော်ကဒီနေ့ကံနဲ့ဒီရုပ်ရှင်နဲ့နော် harmony with contrast ပေါ့နော်ကျွန်တော်ပြောနေကြစကားပေါ့နော်စံကျင်ဘက်ဒီပေါင်းစည်းပြီးတော့ပြောနေတာပါ เนาะဒီနေ့ခေတ်ပေါ်ရုပ်ရှင်နဲ့ဗုဒ္ဓတရားတော်နဲ့ရှင်ပြီးတော့ကျွန်တော်ပြောနေတာဆိုတော့ခုနကကိုကျော်ဟင်းပေါ့เนาะဒီနေ့ UKD သာရနဲ့ပတ်သက်ပြီးတော့ပြောပြပါရေးတစွန်းစာဒီနေ့ကျွန်တော်ပြောရင်သူနဲ့ဆက်နွယ်ပြီးတော့ပဲဖြစ်လာတဲ့ကိုဇော်ဝမ်းအကြောင်းကျွန်တော်ပြောပါမယ်เนาะကိုဇော်ဝမ်းအကြောင်းပြောရရင်ကိုကျော်ဟင်းစူပါဖြစ်နေတဲ့အချိန်မှာ ဖြုံးစု ဖြစ်လာတာကဘာလို့လဲဆိုတော့ကိုဇော်ဝမ်းရုတ်တရက်ထပေါက်တာမှာเนาะကျွန်တော်တို့လင်းစီကိုမရှုလိုက်သလိုဝုန်းနဲ့ထတော့တာ ကိုစုံဝမ်းအံ့ဩစရာကောင်းတာကြောက်ခဲဆိုတဲ့သချင်းလေးကိုပြည်တော်စုနေပြည်သာကပွဲမှာကချင်ဝတ်စုံလေးနဲ့တက်ပြီးတော့ဟီဟီဟာဟာဆိုပြီးတော့ဂုတ်တူလေးနဲ့တက်ပြီးတော့ဆူလိုက်ယုံနဲ့ဒီသချင်းနားထောင်ရင်းတွေကိုဇော်ဝမ်းဇော်ဝမ်းဖြစ်သွားလိုက်တာမိဂါစတာဖြစ်သွားတယ်ရုပ်ရှင်မှာကြော်ဟင်းကိုကြော်တက်သွားတယ်ဇော်ဝမ်းကနော်ရုပ်ရှင်မရရသေးဘူးနော်ရုပ်ရှင်မရရသေးဘူးကား340လောက်သူ့မှာငှားပြီးသားဖြစ်နေပြီကြော်ဟင်းကိုကြော်ပြီးတော့ဇော်ဝမ်းကမိဂါစတာဖြစ်သွားတယ် ဒါပေမဲ့เนาะစိုးစိုးကပြောသလိုပါပဲသူ့အချောင်းနဲ့သူပေါ့အားလုံးသိပါတယ်ကျွန်တော်တငယ်ချင်းဇော်ဝိုင်းကြီးလေနော်မတော်မလျော်ကိစ္စနဲ့เนาะကြာဆုံးလေအခါကြတော့ကိုကျော်ဟင်းကလည်းပန်းပန်လေးပါပါပဲလိန်မာတဲ့လူဆိုတော့เนาะသူကသူရှိခီးဆက်လာနိုင်တယ်။အော်ဒါတောင်ပြောရအောင်မင်းเนาะအဲကြွားတယ်ပဲထားရင်ထားပါတော့လူတဘာဝကိုကျော်ဟင်းကြီး90ရင်းရောက်လာတဲ့အခါကြတော့เนาะနည်းနည်းလေး ရိမ့်တာပေါ့နော်ကျော်သူတို့စိုးသူတို့ရန်အောင်တို့တက်လာတဲ့အခါကျတော့နော်သူတို့စူပါဖြစ်တဲ့အခါကျတော့ကိုကျော်ဟင်းကြီးနည်းနည်းလေးရိမ့်သွားတာပေါ့နော်အသက်ကလည်းစကားပြောပြီးဦးနော်ရိမ့်သွားတဲ့အချိန်မှာကြည့်နော်ကန်တရားကင်မဲ့သူပေါ်လာတယ်တခြားမဟုတ်ပါဘူးနော်အကျွေးဆိုတဲ့ဇာကနော်ကျွန်တော်ရဲ့ဝတ္ထုပါသူ့မောင်ရဲ့ဝတ္ထုအကျွေးကျွန်တော်ရေးထားတာကလူโซအဖိုးကြီးတယောက်နဲ့နော်လူကောင်းကောင်းလေးတယောက် အပြိုင်မှုရေးထားတာနော်အဲ့ဒီအချိန်မှာပဲပေါ်လာရှိပါတယ်ချင်းဦးညူရဲ့နော်လင်္ကာဒီပချစ်သူဒါတွေဟာလဲပံ့ပိုးမှုတပိုင်းနေပေါ့နော်သူကလင်္ကာဒီပချစ်သူကတက်ရိုက်ပံ့ပိုးတာတော့မဟုတ်ပါဘူးအဲ့ဒီအငွေ့အသက်ပေါ့နော်နော်လူချမ်းကယူသားပြောရင်လူချမ်းကမင်းသားဖြစ်သွားတယ်ပေါ့နော်ဒါတမန်ငါရှန်ကပြောတာပေါ့နော်ကာရက်တာတို့ဘာလို့ညာတို့မပြောပါဘူးနော်အကြီးကျယ်ကြီးတွေအလေးနဲ့ကြီးတွေမပြောပါဘူးလူချမ်းမင်းသားဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲရုပ်ရှင်ဇာတ်လမ်းအဖြစ်ရိုက်ကူးဖို့ကန့်လန့်တာကကျွန်တော်ရဲ့အကျွေးနော် လူဆိုးကြီးလူသားတမားကြီးเนาะဓမြကြီးတယောက်နဲ့เนาะအသက်ခံရတဲ့လူတယောက်ရဲ့သားเนาะလေသမားရဲ့သားလူကောင်းလေးဖိုးကြီးကလည်းလူကောင်းအသက်ခံရတာကောင်းလေးကလည်းလူကောင်းလေးเนาะဂလေစားချီတာနောက်ဆုံးဇာတိမ့်မှာဒီဖိုးကြီးကိုမပြန်မတတ်ဖင်းနဲ့ခွင့်လွှတ်လိုက်တယ်ဆိုတဲ့တလောက်ကောင်းတဲ့လူကောင်းလေးနဲ့လူဆိုးကြီးနဲ့ဇက်ကအဲ့ဒီမှာစူပါစတာကဘုရုထဲလေဆိုတော့စူပါစတာဖြစ်နေတဲ့လူကောင်းလေးနေရာမှာကြော်သူကိုထဲ့เนาะအဲနောက်တခါနင်းကိုကြတော့လူဆိုးကြီးနေရာကြတော့ အဲကြာစင်းစားပြူနေဦးကျော်ဟင်းဦးထက်ကံတရားပြောတာနော်ကံတရားဟောခုနပြောတဲ့ influence နော်ရိုက်ခတ်တာငွေသက်ရိုက်ခတ်တာကလူဆိုးကိုမင်းသားလုပ်တယ်ခစ်ပေါ့နော်အဲအငွေသက်ကရိုက်ခတ်တဲ့အခါကျတော့တပိုင်းနောက်တစ်ခုက dialogue စသဖြင့်ပေါ့လीပံပိုးမှုတွေ10နှစ်10နှစ်10နှစ်ဆိုတာမျိုးတွေပေါ့နော်ပြေးတာကြိုက်ဖြစ်လိုက်တဲ့အခါမှာကုကျော်ဟင်းနီဝုန်းစုပြန်ပြီးတော့ character နဲ့ဥမော်ပြီးတော့ဒီနေ့ နော်ဘုံကြီးဘဝပြောင်းသွားတယ်ဒီပန်းပန်သွားတယ်နော်ဒါလဲကံကံဤအကျိုးလို့ပြောရမှာပါလေကဲကိုဇော်မအကြောင်းဆက်အောင်ဘယ်လိုဖြစ်သလဲဆိုတော့ကျွန်တော်တို့ငငယ်မှာစိုးစိုးကပြောသလိုတာရုဝမြတ်မွန်အကယ်ဒမီရပြီးတော့တာရုမြတ်မွန်ဆိုရှမ်းရှမ်းတောက်ဖြစ်တဲ့အချိန်မှာရှုမဝဥကျော်နော်ရှုမဝမဂ္ဂဇင်းအက်ဒီတာထုတ်ဝေသူဥကျော်ဆိုတာရှိတယ်တစ်ချိန်ကပေါ့နော်ရှိတော့အဲ့ဒီရှုမဝမဂ္ဂဇင်းမှာ ဲ့ဒီအချိန်တုန်းကဟောစကားမစပြောရလို့ရှင်ဒီနေ့မန်လေး FM ကကိုမျိုးမြတ်သူเนาะကိုမျိုးမြတ်သူရဲ့အဖေเนาะအဖေဇာကြီးဆရာတန်းဆွေအဲသူတို့ကလည်းနာမည်ကြီးအလွန် အလွမ်းဝတ္ထုဆိုရင်သန်းဆွေနော်အိမ်တော်ဤဝတ္ထုဆိုရင်သာဓုနော်ဟာသနဲ့တဘာဝဆိုရင်သောရာဆွေအချစ်ဆိုရင်တင့်တယ်စသဖြင့်ပေါ့လေသူတို့တွေလည်းရှမ်းရှမ်းတောက်ရှူးမွားမဲ့ကစင်ကလည်းရှမ်းရှမ်းတောက်ဖြစ်နေတဲ့အချိန်မှာပေါင်းခဲ့ကြတာကိုတယောက်နဲ့တယောက်တငယ်ချင်းတွေလက်တွဲပေါ်ပြီးပေါ့နော်လို့ပေါ်ကန်ပက်တယ်အဲ့တော့ရှူးမွားတီထောင်တဲ့ဦးလေးကျော်ကရုပ်ရှင်ရိုက်ချင်စိတ်ကလေးနည်းနည်းပေါ်လာတယ်ပေါ်လာတော့သူကဒီအဖေကအဲ့ဒီအချိန်မှာရုပ်ရှင်တွေကူးပြီးတော့သာဓုမြတ်မွန်းဆိုပြီးရှမ်းရှမ်းတောက်နေတော့သူရဲ့စာပေတငယ်ချင်းတာရုရှိကိုလာတယ်။ဒါပြီးတငယ်ချင်းရေ မင်းရဲ့မင်းသမီးမြတ်မွန်နဲ့နော်ငါတူမောင်ရင်ထွေးချောတယ်ကိုရင်ထွေးကအရန်ချောတာနဲ့တွဲပြီးတော့ရွှေရင်သိမ့်သစ်ဆိုတဲ့ကားလေးရိုက်ပြီးပါဆိုပြီးသူ့ဝထုလေးလာအတ်တော့ရဲ့ဖီရလေးသေးတငယ်ချင်းရိုက်ပြီးတာပေါ့ဆိုပြီးတော့ကင်မရာတဲရောပထမဆုံးစနစ်စရိုက်ကိုရိုက်လဲရိုက်ကိုဘီထီဆိုတာနဲ့မြတ်မွန်ကအမှုပညာကဝေမဖြတ်ဆိုတာနဲ့မီးထိုးလိုက်ပြီးတော့စပြီးတော့ acting လောက်တာနဲ့စကားပြောတာပြပြပြဆိုလှုပ်လိုက်တော့ဟိုလူအေးလူအအစ်စ်မောင်ရင်ထွေးကငုံတူပေါ့ ဘက်ပြန်လို့နောက်တစ်ခန်းပြန်လို့ဒီလိုပဲငုတ်တူအဲနောက်တော့နည်းနည်းလေးသွေးပူလာတော့လှုပ်ရှားပါတယ်လှုပ်ရှားပါတယ်သို့တော့ဒီမြတ်မွန်ရဲ့ပြင်စလက်အောင်မှာဒုက္ခရောက်တယ်ပေါ့နော်ရောက်တော့အဖေကကျွန်တော်အဖေကတငယ်ချင်းချင်းကိုစာသမားချင်းကိုပုံမှန်လေးလေးပြောတာပေါ့နော်ဇာတ်ရေးဆရာနဲ့အက်ဒီတာနော်ပုံမှန်လေးလေးဘာပြောသလဲဆိုတော့ကိုကျော်ခမရအတူမောင်ရင်ထွေးရှမ်းရှမ်းတောင်မင်းသားမဖြစ်နိုင်ဘူး နော်ဖြစ်ချင်းဖြစ်ရင်ဟိုမှာကလက်ရိုက်နေတာတွေ့လားမီးထိုးမှန်ထိုးလုံနေတယ်ကောင်အဲခင်ဗျားတပည့်လားဘာလားမသိဘူးဂုတ်တူတူစပ်ဖြီးဖြီးနေဟီဟီနဲ့လုံနေတယ်ကောင်ဟမ်ဂုတ်တူတူစပ်ဖြီးနေအဲ့ဒီဟိုမှာအောက်ခြေသိန်းလျှောက်လုံနေတာအဲ့ဒီကောင်မင်းသားဖြစ်နေမယ်ရှမ်းရှမ်းတောက်ဖြစ်နေမယ်ဆိုပြီးတော့ဘာမသိညာမသိနေကောင်လေးတွေကောင်လက်ညှိုးထိုးပြလိုက်အဲ့ဒီအချိန်မှာဥကျော်ကလည်းစာသမားပဲကိုအက်ဒီတာကို तू တာရုဝတ္ထုတွေတိဖြတ်လာတဲ့လူဆိုစိတ်ဆိုးတာခမရကျုပ်ကိုလူပြောရလားဆိုပြီးတော့တခါတည်းဆုံးဖြတ်ချက်ချတဲ့ဗီဒီယိုခမရနဲ့မရိုက်တော့ခမရမင်းမင်းနဲ့မရိုက်တော့ကျုပ်ပြန်မယ်ဆိုပြီးတော့ထပြန်သွားတယ် လာငါတူဆိုပြီးတော့မောင်ထွေးခေါ်ပြီးပြန်သွားတယ်။ဘာဖြစ်လာလဲဆိုတော့အဲ့ဒီအခြေအနေပေါ့နော်။ကံတရားလို့ပဲပြောကြပါစို့။အဲ့ဒီအခြေအနေကဘာကိုဖန်တီးလိုက်တယ်လဲဆိုတော့အဲ့ဒီရွှေရင်သိန်းသစ်ကိုတာရုကိုစိတ်ဆူးပြီးတော့ရှုမွာဥကျော်ကဇာရီဖတ်ရုပ်ရှင်လေးကြည့်ပြီးတော့သူ့ကိုယ်တိုင်တာရုကိုစိတ်နာနာနဲ့ဒါရိုက်တာကောက်လုပ်ပြီးတော့သူ့တူနေပဲနော်ဆန်းဆန်းအီးဆိုတဲ့ကောင်မလေးတယောက်နဲ့အသစ်ကလေးတယောက်နဲ့တွဲပြီးတော့ရိုက်လိုက်တာမှာမြမရုပ်ရှင်လောကမှာ အလွန်နာမည်ကြီးတဲ့ဒါရိုက်တာရှုမွာဦးကျော်ဆိုတာပေါ်ပေါက်ခဲ့တော့တာပါပဲကြည်စမ်းတော့ဘလောက်အောင်စရာကောင်းတယ်အဲ့ဒီညီလူရှုမွာရုပ်ရှင်ဆိုတာလေမှတ်တိုင်တစ်ခု ဖြစ်လာပါတယ်အဲ့ဒီမှာပဲတစ်ဆက်တည်းကြားဖြတ်ပြောလိုက်မယ်ဘာဖြစ်လာတယ်လဲဆိုတော့အဖေဟောတဲ့အတိုင်းနဲ့မောင်ရင်ထွေးရာတာမန်မင်းသားပဲဖြစ်ခဲ့တယ်ကြည်နော်သူနဲ့တွဲဖက်တဲ့တာမန်သူတို့အိမ်ကနော်တာမန်မင်းကလေးတယောက် ဆွေမတော်မျိုးမတော်မိန်းကလေးတယောက်ကရှုမဝဆန်းဆန်းအေးဆိုပြီးတော့ရှမ်းရှမ်းတောက်ဖြစ်သွားတယ်เนาะရှုမဝဆန်းဆန်းအေးဆိုတော့ဒီနေ့စူပါမိန်းကလေးတွေသတိထားဖို့ကောင်းနေတော့သမီးတို့ကိုလေဒီနေ့ပြက်ကရင်ခေါ်ရိုက်တာဂျုံညာခေါ်ရိုက်တာလောက်နေตาရမနေနေအဲ့ဒီခေတ်ကလေမိန်းမတွေထမင်းအင်ကြီးချုပ်တဲ့အခါမှာเนาะပါတိတ်လူเนาะအစင်ကိုเนาะဒီပုံနှိပ်တာပေါ့เนาะရိုက်နှိပ်တဲ့အခါမှာ ရှုမွာဆန်းဆန်းဤမျက်လုံးစုပြီးတော့ကိုနာမည်တက်ပြီးတော့အထယ်ကြီးရိုက်နှိကြတယ်ကိုမဝတ်ဆင်ကြတယ်အဲ့လောက်အထိမျက်လုံးလှတယ်စုပြီးတော့ပြောခံရတယ်နာမည်ကြီးတယ်ဆန်းဆန်းဤအေးတမီးတို့ ਨੇ ရိုက်တဲ့အခါကြတယ် ခါကျတော့သူမမသိခင်ရပေါ့နော်အကယ်မီတော့ရသွားတယ်မသိခင်ရကြတော့လေသမီးတို့ပို့ရတယ်ဇက်ပူကြီးပို့ရတယ်သေရရှာတယ်နော်ဒါလည်းသင်္ခါရတွေပဲနော်သမီးတို့လည်းသတိထားကြပါဒီနေ့စူပါသမီးလေးတွေနော်သတိထားကြပါသမီးတို့လည်းနောက်တစ်ချိန်ကျရင်အဲ့ဒီဘဝရောက်မှာပါပဲတခြားမကြည့်နဲ့သမီးတို့ရဲ့အမကြီးတွေနော်စူမြတ်သူစားလို့မုံမုံမြင်အောင်နော်ဟဲ့လားအဲမိသားနုလို့လည်းအခုကြည်နေကြည်လေဟဲ့လားသမီးတို့ပို့နေရတဲ့ဘဝရောက်နေပြီသူတို့မကြသေးဘူးမကြသေးဘူးเนาะ မကြသေးပါဘူးဒါပေမဲ့မြမယူရှင်မြမမျက်စိနဲ့ကြတော့ဟောဇပုဘဝရောက်နေရရှားလေဟာတာလေးလုံလုံလုံနော်ဟုတ်လားအင်းကောင်းကြရောပေါ့အဲ့တော့သမီးတို့လည်းသတိထားကြဥသူမောင်ကြီးကအခုပြောနေတာရုပ်ရှင်သမားအနေနဲ့မဟုတ်ဘူးဗျာဇာကြီးဆရာအနေနဲ့ပြောနေတာနော်အေးသတိထားကြအဲ့တော့အဲ့ဒီဆန်းဆန်းကြီးရဲ့ဘဝကိုကြည့်လိုက်ပြန်တော့လေလေတိုက်တိုက်ဆိုင်ဆိုင်ဗျာသူပြန်ပြောပြတာနော်ဥသူမောင်နဲ့သွားတူနေပြန်ရောနော် သူ့မောင်ကြီးနဲ့သွားတူဘလူတူတလဲဆိုတော့စောစောကပြောသလိုဥသာရုနဲ့ဥကြုံနဲ့စကားများကတော့ကစားဖြစ်ပြီးဥကြုံကသူ့ကွာသူ့ဖတာသူရိုက်မယ်ဆိုပြီးမောင်ရင်ထွေးကိုကင်မရာ စားနေအခါကြတော့သူတို့အိမ်မှာရှိတဲ့သာမန်မင်းကလေးဖြစ်တဲ့စန်းစန်းအေးကိုကိုသူ့မောင်လူပဲကင်မရာနောက်ကနေပြီးတော့မောင်ရင်ထွေးကိုစကားထောက်လှုပ်ခိုင်းတာမင်းသမီးအစမင်းသမီးတလဲပေါ့လေအဲ့ဒီခေတ်ကနာမည်ကြီးတဲ့ဝါဝါဝင်းရွှေခင်သားနှုတ်တယောက်နဲ့ရိုက်ဖို့ဆိုပြီးတော့နော်မြတ်မွန်အစတယောက်နဲ့ရိုက်ဖို့ဆိုပြီးတော့စန်းစန်းအေးကိုကင်မရာနောက်ကွယ်ရနေပြီးစကားထောက်ခိုင်းတာမင်းသမီးအစ အဲ့ဒလူကနေဦးကျော်ကအသံကူနားထောင်ရင်းစန်းဆိုင်ရဲ့မျက်နှုံးမျက်ဖန်ကြည့်ပြီးကဲမထူဘူးငါသမီးနေပဲငါဒီကောင်မလေးနေပဲရိုက်မယ်ဆိုရာကနေရှုမောဆန်းဆန်းအေးဆိုပြီးရှမ်းရှမ်းတောက်စူပါစတားဖြစ်သွားတာသူ့မောင်နဲ့ဘဝချင်းတထက်သေးကြည်နော်ဟောအဖေပြောတဲ့အတိုင်းနမိတ်ဖတ်တဲ့အတိုင်းအကူမောင်ရင်ထွေးပေါ့နော်မောင်ရင်ထွေးဆိုတာကအမှုပညာနာမည်ခေါ်တာပါဥယင်ထွေးပေါ့နော်ဥယင်ထွေးခမညာမှာကတော့တာမန် နာမည်တော့ကြီးရှာပါတယ်ကြီးပါတယ်ဒါပေမဲ့ဟိုစူပါဖြစ်မသွားရှာပါဘူးဒီမှာရင်ရှုမွားကပဲနော်အဖေစိုးစိုးကပြောတယ်ဟော့ဟူကကလေးရိုက်မှန်ထူးမှတ်တမ်းတင်လက်ဖက်ရည်သွားဝင်လုံနေတဲ့ဂုတ်တူလူစပ်ဖြီးဖြီးဟိုနေရာကဆက်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 ပါတယ်ဟီဟီဟာဟာနဲ့စူတဲ့ကောင်လေးဟာနော်ရှုမွားဥကျော်ရဲ့ခြေရင်းမှာအောက်ခြေရင်းလောက်ရာနေပြီစိုးစိုးကပြောတယ် ကြောက်ခဲဆိုတဲ့သချင်းကိုနော်နော်ဂီတလူလင်းနော်ဒေါက်တာဆရာမောင်ကူကူနဲ့နော်မတော်တဆတွေ့ရတာကနေကြောက်ခဲသချင်းကို အဲ့ဒီတော့ဘာဖြစ်တယ်လဲဆိုတော့နော်စိုးစိုးကစကားပြန်ဆက်ရရင်ဟိုထိတ်ကနေပြီးတော့ပြန်ဆက်ရရင်ကံကံတရားကိုတိုက်ဆိုင်မှုရောနော်ကျွန်တော်မမေ့ပါဘူးစကားတွေကိုနော်ကြားဖြတ်ပြောထားတာလေးရှိတယ်အယုံနဲ့အတန်နဲ့တထပ်သေးကြာရမယ်ဆိုတာနော်အတန်ဩဇာရှိမှအတန်ကောင်းမှအဲ့ဒီအပြင်ကိုဒီဇော်ဝမ်းထဖြစ်တဲ့အချိန်မှာနော်မြန်မာရုပ်ရှင်တွေကသချင်းမပါရင်မပြီးဘူးဗျနော်နော်ဒီကြားဖြတ်ထပ်ပြောလိုက်မယ်ကျွန်တော်တို့ရဲ့ဟာလာဟိုကြီးလက်အစူတော်ကြီးတွန်တေးသိန်းတာ အမလီမထင်းနဲ့နော်စူပါထဖြစ်လိုက်သေးတယ်ဗျအဲ့ဒီယုံနဲ့နော်နော်အလွန်ချိုးတယ်မင်းသားတွေခင်မာအမလီအားလုံးကိုကြိုတက်ပြီးတော့ဇာကားပေါင်း50တရာလောက်ကိုရိုက်ချလိုက်ရသေးတာတွန်ဒီသိန်းနာမြင်းမြင်းခိုင်းဆိုပြီးတော့တခါတခစ်ထားလိုက်သေးတာနော်အဲတွန်ဒီသိန်းနာဘာကြောင့်မင်းသားဖြစ်တယ်လဲဆိုတော့သချင်းကြောင့်ဗျာသူ့သချင်းနေကားတကားမှာ50ပုံ55ပုံနဲ့သချင်းနဲ့ဆွဲခေါ်သွားတာခင်ဗျနေဒီမှာလေတော်ဒီမှာဆိုတာရိုက်ယူသူလို့ပတ်ဆိုင်ရတာတွန်ဒီသိန်းနာစူပါမင်းသား ပေါ်ပေါ်မထင်နဲ့เนาะအဲ့တော့အဲ့တော့အဲ့ဒီဇောဝမ်းပေါ်တဲ့ခင်မှာလေဘာဖြစ်တယ်လဲဆိုတော့သချင်းမပါရင်မပြီးဂီတာလေးခောက်ခောက်ပြီးတော့သချင်းဆိုပါတယ်အဲ့တော့အဲ့ဒီအငွေအသက်ရှိနေတဲ့မြန်မာယုရှင်လောကကာလပေါ့เนาะအဲ့ဒီကာလမှာเนาะအချိန်အနည်းတစ်ခုကဘာဖန်နေလာလဲဟောလူတိုင်းစိတ်ဝင်စားတဲ့ပြည်တော်စုပရိသာကပွဲဆိုတာကြီး ရှိတယ်အဲ့ဒီအချိန်မှာပဲဒီကောင်လေးအတန်မဆူးမြို့မရဲ့သူကမြို့မထွက်ပေါ်မြို့မမှာတော့ချောက်တိချောက်ကျက်ဆူးနေတာပါဆိုတော့အဲ့ဒီအချိန်ဒီကောင်လေးအတန်မဆူးဆိုပြီးတော့မောင်ကူကူနော်ဂီတလုံလင်ဥကူကူနဲ့သွားတွေ့မိတယ်ဥကူကူကလည်းကဗျာဆရာမြို့မြင့်ဆွေးတဲ့ဆိုတဲ့ကဗျာဆရာရဲ့ကြောက်ခဲဆိုတဲ့ကဗျာနော်အဲ့ဒီကဗျာလေးကိုအတန်ထည့်ပြီးတော့ရိုးရိုးစင်စင်လေးဟာလမ်းမင်းမာကမာရောလန်ခင်နဲ့ကြောက်ခဲ့ဆိုပြီးတော့စကားပြောသူလီဆူလိုက်တော့နာဆန်းသွားပြီးတော့เนาะအခွေထုတ်တာမဟုတ်ဘူးเนาะဒီနေ့လူ ီနေ့လို့နော်တိတ်ခွေတို့စီရီတို့ VCD တို့ထုတ်တာမဟုတ်ဘူးเนาะတိုင်းပြည်လို့ပြအောင်ထုတ်တာမဟုတ်เนาะအဲ့ဒီပြည်တော်စုပရိသာကပွဲဆိုတဲ့ကြိုက်ကစံကွင်းလေးထဲမှာပေးသက်၄9000တန်၄9000လောက်ရှိပါမလားမသိဘူးเนาะအဲ့ဒီအဲ့ဒီကွက်လက်ကလေးမှာစူပြရင်းနဲ့เนาะ၄9600ည9000လောက်စူပြရင်းနဲ့တဆင့်စကားတဆင့်နားနဲ့ကြောက်ခဲဇော်ဝမ်းဆိုပြီးတော့နာမည်ကြီးလိုက်တာမှာအဲ့ဒီအဲ့ဒီเนาะအဲဒီပေးသက်ရှိမှာစတေရှူးလေးမှာစူပြလိုက်ုံနဲ့ ရုပ်ရှင်ရိုက်မယ်သူတွေကကာတုံ40တန်းစီနေပြီမင်းရင်မှန်သူကများခဲ့စိန်ခဲ့ကိုမာကလန်းခင်းတဲ့ကြောက်ခဲ့ညာခဲစင်ခဲကတောက်ပါတဲ့ခြေထိုက်တဲ့လမ်းခင်းတဲ့ကြောက်ခဲကတော့သွေးရောမပြောင်းမွဲ့ တံဘူးမာလဲနေညာကဲတွေစိန်ကဲတွေထိန်ထိန်ကျဲအများကလည်းမမောကြလို့တဲ့တဲ့မာကဲဆွဲကောင်းမာလဲစင်ရင်မာဆွဲအမြတ်တနူပါပဲ ကြောက်ကလေးမာတော့မျက်နာမွဲ့ထွေပိုက်သူတွေ့နိုင်ခဲ့ပြေးဆိုင်သူတွေ့နိုင်ခဲ့အနင်းကပြင်းနေတာလမ်းပေါ်မှာကျဲဒါပေမဲ့လည်းမင်း ပြည့်ပြောက်ကူထောက်သူကဒီကြောက်ခဲမြင်သွားမဲ့လံကူပြောင်းပြုဖို့စင်မြဲတကယ်ကျူးစာမှာပင်မလွယ်ညွန်ဘွယ်ကိုပိုစေကြိုင်ဘွယ်ကိုဖြည့်စေမြင်နေဖို့ခင်ပေးမယ်ငါသည် ကြည့်နော်အပန်နဲ့ရုပ်နဲ့ဆက်ဆံမှုနော်ဇော်ဝမ်းကိုပြောကြရေးဆိုတော့ကြည်ပျော်ရှုပျော်ပါပဲဒီအပြင်ကိုဂုတ်ကတူသေးတယ်ကျွန်တော်တကယ်ချင်းကမင်းသားလေပင်းလှရတယ်အဲ့ဒီကောင်ကအရေးကြီးဆုံးအချက်ဂုတ်တူနေတယ်ဗျာနော်အရက်ကလည်းပူကောင်ကဘိုက်ကရွှဲသေးတယ်ဖင်းကရှုံနော်အေးကိုတကယ်ချင်းကိုပြောရတာကောင်းနေနော်နော်အေးအဲ့ဒီကောင်ကြီးမီဂါစတာချက်ချင်းကောက်ဖြစ်တယ်ကားတကားမှမထွက်သေးဘူးနဲ့ဟောအဲ့ဒါဒီကံအလှည့်ပြောင်းเนาะ ဖရားဟောင်းနေဆိုရင်ကံအလေပြောင်းเนาะဒီနေ့ကျွန်တော်အမေရဲ့အပြောနေဆိုရင်ဓမ္မအကြောင်းเนาะဟောတိတ်ပန်နီးနေပြောတဲ့အခါကြတော့အချိန်နေအချိန်ခါပေါ့ time เนาะ space ပေါ့เนาะဒါပါပဲဗျာကဲအဲကျွန်တော်ကအခုနောက်ပိုင်းမှာစကားလေးပြောပြီးရင်တခြင်းလေးဖွင့်ဖွင့်ပြရတယ်အဲ့ဒီများအချက်နှစ်ချက်ရှိတယ်တစ်ချက်ကပြောတဲ့စကားအကြောင်းအရာပေါ်မူတည်ပြီးတော့ကျွန်တော်ရဲ့တခြင်းလေးမှာ အကြောင်းအရာချင်းဆက်နွယ်နေလို့ရှိရင်သချင်းဖွင့်ပြတာတည်းလူဆိုတာကလည်းနော်ကိုကုံကူဖော်တတ်တဲ့အကျင့်အားရှိတော့နံပါတ်2အချက်ကကျွန်တော်သချင်းလေးတွေကိုလည်းပြန်ဖွင့်ပြခြင်းစိတ်ကပေါ်တယ်ဗျာနော်အေးအဲ့ဒီတော့အဲ့ပေါ်လေးစကားပြောရဲဆိုတာကလည်းအခုကျွန်တော်ပြောတာတွေကပို့ပေါ်ပါပါနဲ့နော်နော်ရှေ့ကနေပြီးတော့ဆရာလောက်တာလည်းမဟုတ်ဘူးနောက်ကနေပြီးတော့လိုက်တာလည်းမဟုတ်ဘူးနဘေးတိုက်တငယ်ချင်းလူ เนาะတငယ်ချင်းတို့သဘောထားပြီးတော့သောတာရှင်တွေကိုပြောတဲ့အခါကျတော့เนาะကျွန်တော်ရဲ့စကားတွေဟာဘလောက်ပဲနဝင်ချူတယ်ပဲပြောပြောเนาะမိနစ်30 40နားထောင်ရတဲ့အခါကျတော့နည်းနည်းဤတာဤမှာပဲပေါ့เนาะဤမှာပဲအဲ့ဒီအခါကျတော့ဂီတသည်အငင်းပြည်တယ်တဲ့เนาะเนาะစီစီပဲဝင်းနာတွေဘာတွေဖေးထားလိုက်တော့ကြီးကြီးကြီးတွေဖေးထားလိုက်တော့သချင်းလေးတပုတ်နားထောင်လိုက်ရင်နည်းနည်းလေးတော့အငင်းပြည်တယ်တဲ့ဒါကြောင့်မတရားเนาะမတရားဆက်ဆက်ပြီးတော့ သချင်းလေးတပုတ်ဖွင့်ပြပါမယ်အကြောင်းအရာကတော့ကျွန်တော် ပြောတာနဲ့မဆိုင်ပါဘူးခေါင်းစဉ်ကဆိုင်တာပါကျွန်တော်ငငယ်တုန်းကစုခဲ့တဲ့အသက်20ကျော်ကစုခဲ့တဲ့သချင်းမှာဂီတစာစုမောင်ကြီးမူကြီးပြရေးပြီးခဲ့တဲ့သချင်းမှာယူပြဇာလန်းမင်းသားတော့အညီပြည်လေးနားထောင်ကြည့်ပါဦးအလွန်ပြည်ပေါ့ဗျာသူ့မောင်အလွန်ပြည်ပေါ့နော်အင်းအင်း ချေရာဘာစီတီဟာကျွန်တော်အိမ်ရာကျူရှင်ချိုရာကျွန်တော်ကဘာပဲနေရာတိုင်းမှချီသူတယောက်အတွေ့ကလေးတယောက်ရှိရဲ့ဗျာအချင်းမကြီးရတဲ့ကျွန်တော်ဒီကဘယ်တော့မှသူတို့လက်မတတ်တဲ့တော့မှသူတို့ဒီယူတဲ့ယုတ်ကြစလမ်းမေ

Hey, hey. hey.